မင်္ဂလာပါရှင်ရန်ကုန်ကတိ channel ကနေပြန်လည်ကြွဆွန်လိုက်ပါတယ်စစ်တပ်ခေါင်းဆောင်တွေကိုဆဲဆုံမှုနဲ့ဖမ်းဆီးခံထားရတဲ့စစ်လော်ဘီဇော်ဘုံအိမ်ကို အလဲပိုင်းတိုင်းစစ်ဌာနချုပ်ကစစ်ထောင်လိုင်းရီတွေကစစ်ကြောရေးစခန်းသို့ခေါ်ဆောင်စစ်ကြောနေမြောက်လိုင်းပါဝင်စစ်တပ်ခေါင်းဆောင်တွေကိုဆဲဆုံမှုနဲ့ဖမ်းဆီးခံထားရတဲ့စစ်လော်ဘီဇော်ဘုံအိမ်ကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်မှစစ်ထောင်လိုင်းရီတွေကစစ်ကြောရေးစခန်းကိုခေါ်ဆောင်ပြီးစစ်ကြောနေကြောင်းပြင်ဦးရဲ့ချိန်ဆိုင်ရဲတရင်မြစ်ကပြောဆိုပါတယ် ဇော်လာနေနေ့ကနေမွန်လဲတနားရီကြာချိန်ပြင်ဦးနေမှာနေထိုင်တဲ့စစ်လော်ဘီစော်ပွင့်ကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်းရှင်းတို့ဖမ်းဆီးပြီးနောက်လေပိုင်းတိုက်စစ်ဌာနကျုံမှစစ်ထောက်လိုင်းရီတွေကစော်ပွင့်ကိုစစ်ကြောရေးစခန်းကိုခေါ်ဆောင်သွားပြီးစစ်ကြောနေကြောင်းစစ်တပ်ကောင်ဆောင်တွေကိုဆဲဆုံမှုနာကွယ်မှမြစ်တီရွက်ချက်ပါရှိနေတဲ့နည်းဆိုသောအချက်ကိုစစ်ကြောမေးမြန်းနေခြင်းဖြစ်ကြောင်းသိရပါတယ် ဖမ်းပြီးတော့တကာတဲ့စစ်ကြောရေးကိုခေါ်သွားတယ်။ဇွန်လ2ရက်နေ့ကလေးကစစ်ကြောရေးကိုတန်းခေါ်သွားတာ။အခုချိန်ထိရဲစကန်ကိုမရောက်လာသေးဘူး။စစ်ကြောရေးလုံနေလို့သိရပါတယ်။စစ်ကြောရေးစကန်ဆိုအကကြမ်းကြမ်းတော့ပြတ်တမ်းရနိုင်တယ်လို့ပြည်ဦးတွင်ရဲတရင်မြစ်ကဆိုပါတယ်။ ငါဘာသားနဲ့မျိုးသားရေးဆွေးရဖုံကြီးပေါ့ကိုတော်ကတော့ဇော်ဘွန်ဟင်းကိုစစ်တပ်ကဖမ်းဆီးမှုမှာဇော်ဘွန်ဟင်းအတွက်ကံကောင်းခြင်းဖြစ်ကြောင်းအပြစ်မှနေထိုင်ဘက်ကပြည်ရဲ့ဖန်စီတပ်ဖြတ်ရေးတည်သွားနိုင်ကြောင်းယခုကဲ့သို့စစ်တပ်ကဖန်စီတောင်ကြခြင်းကြောင့်ထောင်ထဲမှာအင်းစေစွာဖြတ်တန်းနိုင်တော်မူဖြစ်ပြီးကံကောင်းခြင်းဖြစ်ကြောင်းသူ့ရဲ့ Telegram မှာတစင်ပြောဆိုထားပါတယ်။မင်းအောင်လိုက်ပါဝင်စစ်အရာရှိကြီးတွေကိုစစ်ဆိုတဲ့အတွက်ရန်ကုန်တိုင်းတကုံမြို့တဲ့တောင်ပိုင်းမြို့နယ်ရဲစခန်းမှာပအမှတ်358မြင်းဆောင်2025ဆက်သွယ်ရေးဥပဒေပုံမှာ66ကားကြီးနဲ့ မဘာသာနဲ့စစ်သက်တောက်ကန်သူဒေါ်မမိုကိုင်ကဇော်ပွင့်ကိုမေလ9ရက်နေ့မှာအမှုဖွင့်ထားပြီးရင်းအမှုတော်လည်းရန်ကုန်မှာအမှုရင်ဆိုင်ရမည်ဖြစ်ကြောင်းသိရှိရပါတယ်။ဆက်လော်ဘီဇော်ပွင့်ကိုဖန်စီရန်အတိကလှုပ်ဆောင်ခဲ့သူတွေမှာစစ်တပ်လော်ဘီဟန်ငိမ့်ကဥဆောင်ပါဝင်ခဲ့တဲ့ဖြင့်မဘာသာနဲ့စစ်သက်တောက်ကန်သူဂျိုကဟန်ငိမ့်ကိုတစ္ဆာပေါက်တအုပ်ဖြစ်ကင်မွတ်တထားကြကစစ်တပ်ထောက်ခံသူတွေမှာအုပ်စုကွဲမှုတွေဖြစ်ပေါ်လာကြောင်းမဘာသာဖွဲ့ဝင်ကြောကပြောဆိုပါရယ်ကိုဇော်ပွင့်ကတပ်မတော်အတွက်ကောင်းမှုသူပြောတာသူက မင်းမစားဘူးဟန်ငယ်ဦးဘညုံမိုင်းဝင်ကိုသက်ကြော်စွာကိုနှင်းမောင်တို့ဆိုတာတအောင်ဆိုတဲ့ခုမပုတူမဟာသွေးတောင်လွတ်ပါမလားဆိုရင်နေရတယ်ဒီလူတွေကတက်မတော်ကိုကြောက်တွဲဆွဲချသူတွေရှင်းမဦးတင့်လင်လောက်ကြံတက်ဖြတ်ခင်ရတာတော့ဒီလူတွေစနက်မကင်းဘူးလို့ကျွန်တော်ကြားမှာတက်စနေရပြီလို့ရန်ကုန်မှာမဘာတပ်ဖွဲ့အဖွဲ့ဝင်တဦးကမက်ဆင်ဂျာမှာတဆင်ဆက်သွယ်ပြောဆိုပါတယ်စစ်တပ်လော်ဘီရဲ့ညင်ယူကတော့ဇော်ဘွန်ဟိဖန်စီမှုပေါ်ကန့်ကွက်သူတွေကစစ်တပ်ကို တော်လန်ပုံကံဖြုတ်ချရဲ့ကြံစီနေတဲ့ပူးသက်တရှိုးတွေဖြစ်ပြီးတော့ဇော်ဘုံဟိန်ဘတ်တော်သားမှန်သမျှဖန်ဆီးရမယ်လို့သူ့ရဲ့လူမှုကွန်ရက် Telegram မှာတစင်လှုပ်ဆောင်ထားပါတယ်။လက်ရှိတမတော်ဆရာကိုယုံကြည်မဲ့အောင်တက်အောင်သွေးကွယ်အောင်လုပ်ပြီးတော်လန်ပုံကံဖြုတ်ချဖို့ဒီပါကြံစီရဲ့ပူးသက်တရှိုးကောင်းရင်ကြံရပါအပေါင်းပါတဲ့တိုက်ကိုလည်းတခါရင်ရှင်းထုတ်ရမယ့်အချိန်ကောင်းမယ်နော်။ ဘသူတွေကြာပါလဲဆိုတာတကူတကလိုက်ရှာနေကြတော့မလို့ပါလိုင်းပေါ်မှာရောအပြစ်မှာရောစောက်တန်ထွက်လာတဲ့ဟာမန်သမားကိုတက်ရွှေကောင်းရဲ့ကြံအပါရဖြစ်နိုင်တာမို့ဘဲကောင်တန်ထွက်ရဲ့လဲစောင့်ကြည့်ပြီးစီလိုက်အောင်မယ်လို့ဟန်ငင်းတယ်လီဂရမ်မှာရှင်းတာထားပါတယ်စစ်တပ်ထောက်ခံသူတွေကြောင့်အုပ်စုကွဲမှုတွေဖြစ်ပေါ်ခဲ့ရာမကြသေးခင်ကလည်းမိထီလာမျိုးမှာလက်ရှိမလိုင်းမျိုးနဲ့အုပ်ချုပ်ရမှုပေါ်မှုဝေဖြိုးနဲ့ပြူစော်ဒီကောင်ဆောင်ဇော်ယူထွန်ကြားပြဿနာဖြစ်ပွားခဲ့တာစစ်တပ်ကပြူစော်ဒီကောင်ဆောင်ဇော်ယူထွန်ကိုပုံမှန်များစွာနဲ့အေးအေးယူဖန်ဆီးခဲ့ပါတယ် ရှင်ပြဒနာကြောင့်မိထေလာမှာပြူစောရီ20ဦးထက်မနည်းပြည်သူစစ်ဖြစ်မှာနှုတ်ထွက်သွားကြပါတယ်။ဆက်လက်ပြီးမြင်းဆက်မှာပြည်ထဲကိတ်ကိုလာအောင်တိုက်ခိုက်တဲ့စစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်သား20ဦးထက်မနည်းသေဆုံးကဒေါ်လန်ရဲဘော်တဲအိုကြဆုံးမန်လေးတိုင်းမြင်းချက်မြို့နယ်မှာပြည်ထဲကိတ်ကိုလာအောင်တိုက်ခိုက်တဲ့ဂျက်ဖက်စစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်သား20ဦးထက်မနည်းသေဆုံးခဲ့ကြောင်းအညာဒေသဒေါ်လန်အင်အားစုတာဝန်ရှိသူကပြောပါတယ်။ ဇော်လောင်းနေ့နေ့မနက်6:00နာရီခွဲခန့်မှာမြင်းချံမြို့နယ်လက်သစ်ပြောင်းမှာစစ်သားနဲ့ပြည်စွာတွေပူပေါင်းတိုင်း190ကမ်ပါစစ်သားကတူရင်းဖို့ရွာနေရှိ PDF တပ်ဖွဲ့ကိန်းကောင်ဝင်းရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါဗယ်။ထို့ထိတဲ့တိုက်ပွဲကညနေ9:00နာရီကန်တီတနေကုန်ဒီမှာတိုက်ပွဲဖြစ်ခဲ့ပြီးစစ်သားနဲ့ပြည်စွာတွေ20ဦးထပ်မင်းတေဆုံးက PDF ရဲဘော်တဲဦးကြဆောင်ခဲ့ပြီး6ဦးထံရရှိခဲ့ကြောင်းသိရပါဗယ်။ကျွန်တော် gate scan ကိုဝင်စီရကျွန်တော်တို့က gate ကိုသွားစစ်ခွေးရနေထိတ်တိုက်တွေ့တော့အဲ့မှာစပြီးပွဲဖြစ်တဲ့တနေကုန်ကြာခဲ့ပါတယ်။ ညနေရောက်တော့မြင်းချက်မျိုးပေါ်ကစစ်ခွေကားသုံးစီလာပြီးမှပြန်ပြီးဆုတ်သွားတယ်လို့အညာဒေသတော်လင်အရာစုတာဝန်ရှိသူတို့ကပြောပါရယ်။အဆိုပါတိုက်ခိုက်မှုကိုအညာဒေသတော်လင်အရာစုရွှေချန်သားပြောက်ကြားတပ်ဖွဲ့နဲ့ကဏီပြောက်ကြားတပ်ဖွဲ့မြင်းချက် MP9PDF ပြည်သူ့ကျေတပ်ဖွဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြင်းချက်မျိုးနဲ့ပကပါမြင်းချက်ခရိုင်တုံးတပ်ဖွဲ့မြင်းချက်ခရိုင်တိုင်းနဲ့ Wolf Kyla ဖို့အဖွဲ့တို့ပေါင်းကလှုပ်ဆောင်ခဲ့ကြောင်းသိရပါရယ်။ဆက်လက်ပြီးမြင်းချံမျိုးအနေရှိ PDF ဂိတ်ကိုစီးနေရန်စူးစမ်းတဲ့စစ်ကြောင်ထိနာပြီးပြန်ဆုံ မန္တလေးတိုင်းမြင်းချံမြို့နယ်6မိုင်ခန့်အကွာရှိပြည်တဲ့ဂိတ်ကိုစစ်ကြောင်းထုတ်လာစစ်တပ်နဲ့ပြည်စော်တွေကိုတော်လိုင်းတပ်တွေကကုခံတိုက်ခိုက်ရစစ်ကြောင်းထိနာပြီးပြန်ဆုတ်သွားကြောင်းမြင်းချံခရိုင်အမှတ်148ဒရုန်းတပ်ဖွဲ့တောင်းရှိသူကပြောပါရယ်ဇွန်လနေ့နေ့မနက်6နိုင်ခန့်မှာတူရင်းပို့ရရှိ PDS စစ်စင်ဂိတ်တို့စစ်ကောင်စီတပ်နဲ့ပြည်စော်တွေရောက်ရှိပြီးနောက်တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ပါရယ် သူတို့အင်အား90ဝန်းကျင်လောက်ရှိမယ်။မနေ့ကကျွန်တော်ဒရုန်းဖွဲ့ရင်းကြိုင်မကြောက်ပြန်ပြေးရပဲ။လက်နက်ကြီးတွေကတော့ပြည်နေရရှိရလို့အထက်ပါတာဝန်ရှိသူတွေကတူရင်းပို့ရတိုက်ပွဲချင်းတွေကိုပြောပါရယ်။၎င်းဆက်လက်ပြီးသူတို့နယ်မြေကတော်တော်ကျင်းနေပြီ။ဒါကြောင့်နယ်မြေစမ်းချဲ့တာလို့လည်းပြောတယ်။ထိုတိုက်ပွဲမှာစစ်ကောင်စီနဲ့ပြည်သူ့ဒီ20ဦးထက်မနည်းသေဆုံးတယ်ရရှိခဲ့ကြောင်းတော်လိုင်းဖွဲ့ရင်းကထုတ်ပြန်ထားပါရယ်။ တို့တော့တိကျတည်ပြနိုင်ကျွန်တော်မရှိသေးပါဘူးစောက်ကတွက် ပြသစစ်ကောင်စင်တဲ့ပြူစောတေယောကပြည်သူတွေထံမှဆိုင်ကန်တဲ့အဖို့တံပစ္စည်းချို့ကိုလူရယူဆောင်သွားခဲ့ပြီးလက်သက်ရွာမှာဝေစုခွဲယူခဲ့ကြောင်းသိရပါတယ်လေတဲ့ကမြင်းချံမျိုးတွက်မှာရှိရရောပြူရလို့ဖြစ်နေအောင်အဲ့ဒီသူတို့စကန်အတိုင်းရှိရဲအဲ့မှာဝေစုခွဲပြီးမြင်းချံနဲ့ပြောင်းဝင်သွားလို့မြင်းချံရဲ့စစ်တပ်တရင်မြေကပြောပါရယ်တိုက်ပွဲချာမြင်းချိန်စေနာရီကမှာကာကွယ်တပ်ဖွဲ့ဝင်တဲဦးကြဆောင်က6ဦးခန့်တန်းရရှိခဲ့လို့သိရတယ် စစ်ကောင်စီနဲ့ပြည်စောင်းတီးပူပေါင်းစစ်တပ်စစ်ကြောင်းထိုးလာမှုကိုအညာဒေသတော်လှန်ရေးအားစုရွှေချန်သားနဂနီ MP9 ပြည်သူ့ကျယ်တပွဲမြင်းချံမြို့နယ်ပတ်ကပါမြင်းချံခရိုင်တော်တပ်ဖွဲ့မြင်းချံခရိုင်တပ်ရင်းဟု Wolf Kyla Phone နဲ့မြင်းချံခရိုင်အမှတ်3တိုင်း drone လေယာဉ်တပ်ဖွဲ့တို့ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။မေလ29ရက်ကစပြီးမြင်းချံခဲမှာတော်လိုင်းတပ်ဖွဲ့ရဲ့ကိုမြင်းဆောင်ညာမြင်းစစ်စင်ကိုမြင်းချံနဲ့ထိုးကြည့်တောင်တာနဲ့ငန်းစုံမျိုးနဲ့မှာစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်ခဲ့ပါတယ် မေလ19ရက်ဒီစစ်ကောင်စီဘက်ကတိုက်ဆုံသူ50တဲမနဲ့ရှိကလက်နက်28လက်သိန်းစီရရှိကြောင်းကိုမြင့်ဆောင်ညာမြင့်စစ်စင်ရေးကထုတ်ပြန်ပါတယ်။ထိုစစ်စင်ရေးကဆက်လက်ကောင်းထွက်ပေါ်နေကြောင်းဒေသတွင်ကကွယ်တပ်ဖွဲ့တောင်းရှိသူတွေကအသိပေးထားပါတယ်။နောက်ဆက်အပ်ပေးကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။